မင်္ဂလာပါဆောက်ပါပြီမင်းရှင်များအားလုံးမင်္ဂလာပါနော်အမဒီကြောက်ဖြတ်တော့မယ်အဖြစ်နဲ့အပြက်ဘာဖြစ်မလဲဆိုတာကိုဒီကြည့်မယ်ကျွန်တော်ဒါမိတ်ဆွေတို့ဘူးသူသားရအောင်ဖြတ်တဲ့ live လေးကိုကျွန်တော်လွှင့်ပေးလိုက်တာပါကျွန်တော်ဒီကောင်ကိုလက်ကောက်လိုချင်လို့နော်အပေါ်ရန်အဖုံးကိုပဲကျွန်တော်ဖွင့်မယ်နော်အရေးတီပါတာအောင်ပါနော်ဒီဘက်မှာအရေးတီးဆက်ကရှင်းရတော့ဝင်ပါရောနော်ဒီကျန် အားလုံးမင်္ဂလာပါအခုဖြတ်နေပါပြီနော်တည်ရှင်တဲ့မိတ်ဆွေတွေဘဝကျူးသားလူချင်းတဲ့မိတ်ဆွေတွေဝင်ကြည့်ကြပါဖြတ်ပြီးသွားရင်လည်းပြပေးမယ်နော်မင်းတို့အားလုံးမင်္ဂလာပါပြီးရင်ကျွန်တော်ဒီ live ထဲဝင်ကြည့်တဲ့သူတွေကိုဒီမှာကျွန်တော် body လေးနှစ်ပွင့်ပေါ့နော်ကျွန်တော်ထည့်လာတယ် body နှစ်ပွင့်လက်ဆောင်ကျွန်တော်ပြီးရင်ကန်ဆယ်မဲနိုင်ပြီမယ်နော်မိတ်ဆွေတို့အတွက် ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မနေ့ကလည်းတရားရှင်းပြထားတယ်ပေါ့နော်အခုလည်းဒါမဖြက်ခင်မှာတခါတည်းဖြက်နေတဲ့အချိန်မှာပဲကျွန်တော်ပြောပြပေးမယ်ကြောက်ကတော့ဒါကျွန်တော်ပြောမနေ့ကအများကြီးလေးပြောခဲ့ပြီပေါ့နော်မျိုးတန်းအနေထားတွေပါကျွန်တော်ကြည်ချင်းအဖြစ်တော့ဒါကျွန်တော်ရဲ့ခမန်းချက်80ရာခိုင်နှုန်းအရဆိုရင်တော့ဒီကြောက်ဒီဒါအနေဆုံးခါးသားဖြစ်ပုံများတယ်ခါးသားတဲ့ခါးသားတဲ့လေဟိုဘယ်လိုပြောမလဲကြောက်သားမြင့်နိုင်တယ်ပေါ့နော်ဒါကတော့ဒါအကောင်းပေါ့နော်အဖြစ်အဖြစ်ဘက်ကူတွေးတာပေါ့အပြက်ဘက်ကူတွေးမယ်ဆိုရင်တော့ ဒီကြောက်ကဖြစ်နိုင်ရှိရတော့ဒါအပြက်ကတော့ तू အသားကိုပဲကျွန်တော်ကကြောက်ရတာ။ဘာကြောင့်လဲဆိုရင် तू အခွန်ထူမျိုးဖြစ်နေတယ်။ပြီးတော့ဒီစိန်သူခောက်ထားတဲ့နေရာမှာလည်းအခွန်ကနှစ်ထပ်ပုံစံမျိုးဖြစ်နေပါဘောနော်။မိတ်ဆွေတို့မနေ့က live ကိုတခြားလေးပြန်ကြည့်ရင်တွေ့မှာပါ။အဲ့ကျတော့အဲ့ဒီအခွန်နှစ်ထပ်ပုံစံမျိုးဖြစ်နေတဲ့နေရာကအပေါ်ရအခွန်တော့ကျွန်တော်ကဒါအပေါ်ရမြင်ရတဲ့အတွက်ကြိုက်တယ်ဘောနော်။အောက်ထဲမှာအခွန်ကအခွန်နော်အတွင်းထဲကတော့ကျွန်တော်မနေ့ကပြောဆိုပဲအခွန်ပွားတာမျိုးအခွန်ပြက်ပုံစံမျိုးဖြစ်သွားရင်တော့အတွင်းကြောက်သားက အနေငယ်ပိတ်သွားနိုင်ပါလေဟိုပြောချင်တာကတော့လုံးဝကြောက်သားပိတ်တာမျိုးမဟုတ်ဘူးဘယ်လိုမျိုးပေါ့နော်တော်တော်အရွယ်ပမာဏပေါ့မီထိုးပေါက်ဝတ်သွားတာပေါ့နော်ကြောက်သားပိတ်တယ်လို့မသုံးဘူးပေါ့ကျွန်တော်တို့တော်မီထိုးပေါက်ဝတ်တယ်လို့သုံးတာပေါ့နော်မီထိုးပေါက်နဲသွားတယ်ပေါ့ပြီးတော့ကြောက်သားကရမ်းကလည်းကျွန်တော်ပြောထားတဲ့အတိုင်းပဲရမ်းပြားလေးတွေခင်းညို့မှုရမ်းလေးတွေရမ်းချောင်းလေးတွေပါတယ်ဒါရီရှင်တော့မညီဘူးအဲ့ဒီဟာလေးတွေကတော့တေချာပေါက်အတွင်းထဲကိုဝင်ပါပဲဆိုတော့အတွင်းထဲမှာရမ်းဝင်သွားရင်တော့ဒါကတေချာပေါက်ပြတ်ပြီးသားမလို့ ဝင်သွားရင်ကိစ္စမရှိဘူးကြောက်သားကောင်းတာကိုလည်းဝင်သွားနိုင်တယ်ကြောက်သားမကောင်းတာကိုလည်းဝင်သွားနိုင်တယ်ဒါရန်ရတော့เนาะအဲဒီတော့ကျွန်တော်တို့ကသိရမှာတော့ကြောက်မျိုးပဲအဲဒါကြောက်မျိုးနေတာကတော့ကျွန်တော်ကတော့ခြိုက်လို့ဖြတ်တာဟိုခါးသားတော့အနေငုံရနိုင်တယ်ဖြင်းပြီးတော့ဒါကျွန်တော်ရဲ့ဆော့ရှက်မှုကြီးကကျွန်တော်ဖြတ်တာအဲဒီတော့နောက်ဆုံးဖြစ်ခဲ့ရင်တော့အဲ့ဒီပုံစံတိုင်းပေါ့เนาะအဲ့ဒီတပူကောင်းနိုင်တယ်မဖြစ်ခဲ့ဘူးဆိုရင်တော့ဒီကြောက်ကတခြားကြောက်တွေလိုမျိုးပေါ့เนาะအတပြက်เนาะလုံးဝစုတ်ပြတ်သက်သွားတဲ့ဟာမျိုးတော့ မဖြစ်နိုင်ဘူးအဲမီထိုးပေါက်ဝတ်သွားနိုင်တဲ့အနေအထားတော့ရှိကောင်းရှိနိုင်တယ်ဒါလည်းဘာကြောင့်လဲဆိုရင်သူကအခွန်ထူနေတဲ့အတွက်ကြောင့်မလို့အခွန်ကလည်းဒီအခွန်နှစ်ထပ်ပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲ့ဒီပုံစံတော့ဖြစ်နိုင်ပါတယ်နော်ဒါကကျွန်တော်တခါတည်းဒီကြောင့်မဖြတ်ခင်မှာရှင်းပြပေးတာအဲ့ကျတော့ဒီကျွန်တော်ပြောသလိုမျိုးဖြစ်မလားဘာမှမဟုတ်ကျွန်တော်ပြောလိုမျိုးပြက်မလားဒီနှစ်ဆက်ကိုပဲကျွန်တော်ကကြည့်ရမှာလုံးဝခေါင်းကျောက်လုပ်တယ်ဆိုတာကတော့ဒီအကောင့်ဘက်ကိုကြည့်ကျွန်တော်တို့တွေးလို့မရဘူးပေါ့နော်အစိုးဘက်ကိုလည်း တွေးရမယ်တွေးရဆိုတာကလည်းကိုမြင်တဲ့အရာတွေကိုကြည့်ပြီးတော့ဒါကဘယ်လိုပုံစံဖြစ်နိုင်ပါတယ်ဆိုတဲ့အဆိုးကိုလည်းကျွန်တော်တို့တွေးရမယ်အဲ့ဒီဟာဖြစ်ခဲ့ရင်လည်းလက်ခံရမယ်အဲ့တော့ကျွန်တော်ကဒီ live ကမိတ်ဆွေတို့ကိုမနေ့ကကြီးတဲ့မိတ်ဆွေတွေဒီနေ့ live ကိုလည်းပြန်ကြီးတဲ့မိတ်ဆွေတွေဘူးသူးသားရမယ်အတွေ့အကြုံရမယ်ဒီအတွက်ကိုကျွန်တော်ကအဓိကရည်ရွယ်ပြီးတော့ live လုပ်ပေးလိုက်တာဖြစ်ပါတယ်မင်္ဂလာပါနော်မိတ်ဆွေများပြီးတော့ကျွန်တော်ခဏနေကြရင် ကြောက်ဖြတ်ပြီးသွားရင်မိတ်ဆွေတို့ကိုဒီမှာကျွန်တော် body 2 point ပေါ့နော်အဲ nugget စီပဲပြောအောင်ပေါ့နော် body 2 point ကျွန်တော်ထည့်လာတယ်ဒီ2 point ကိုမိတ်ဆွေတို့ကန်ဆမ်းမဲနိုင်ကြပါပြီးရင်ကျွန်တော်ဒါကန်ဆမ်းမဲဖောက်ပြီးမယ်နော်မင်္ဂလာပါနော်ကွန်မန့်တော့မတက်ဘူးကြာလိုင်းမကောင်းတမ်းဘူးကြောက်ကဟိုဘက်ထဲမှာဖြတ်နေလို့ပါနော် ဲ့ညဲ့အဲ့ဟာလာဖြီးလိုက်ပါနဲပါညိဟောအဲ့ညာညီလေးဝါပြင်းနဲ့ကြည့်ကြပြီးဖြီးလိုက်နော်ဖြီးလိုက်ဖြီးလိုက်လို့ညီလေးဦးကြီးဦးကြီးဦးကြီးညီအဲ့ညီဒါပဲနော်အကိုလည်းဒီကမ်းမှာပဲနော်ပြီးမှရေးစေးပုံစံလိုက်အေးအေးဟုတ်ပြီဟုတ်ပြီဒါပဲနော် မိတ်ဆွေတို့အကြောက်ဘာဖြစ်မဲ့ထင်ကြလဲဗျကျွန်တော်ကတော့ဒါအခုဖြစ်နိုင်တဲ့အနေအထားကိုလည်းကျွန်တော်အခုပြောပြထားတယ်ပြီးတော့ပြတ်နိုင်တဲ့အနေအထားကိုလည်းကျွန်တော်ပြောပြထားတယ်ဒါကတော့ကျွန်တော်ဘေးကြောက်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒါအရင်ကတော့ကြောက်လို့ဆိုလဲကျွန်တော်ဒီတိုင်းပဲပြောခဲ့တယ်ဟိုကောင်းရင်လည်းဒီကြောက်ကဒီပုံစံနဲ့ကောင်းနိုင်တယ်ပြတ်မယ်ဆိုရင်လည်းဒီကြောက်တွေကဒီပုံစံနဲ့ပြတ်နိုင်တယ်ဆိုတော့ကျွန်တော်ဒါအရင်ကလည်းပြောခဲ့တယ်ပေါ့နော်ကိုမန့်နေမတက်ဘူးကြာနော်မိတ်ဆွေများကြီးကျွန်တော်လိုင်းမကောင်းဘူးလားမသိဘူးနော်အကောင်ဆုံးဘယ်တော့ဒီဖြစ်နိုင်လဲအကောင်ဆုံးကတော့ဒီကြောက်က ဟိုကျွန်တော်ရေမျောမှန်းချက်ရဆိုတော့ခက်ခက်တန်ပေါ့ဗျာခါးသားတဲ့အထက်ပေါ့ခက်တန်ပေါ့သူအသက်ဆန်းကိုကျွန်တော်တို့မမျောနိုင်ဘူးဘာကြောင့်လဲဆိုတော့ဒီကြောက်ဒီအခွန်မျိုးကအသက်ဆန်းဖြစ်တယ်ဆိုတာဒါစိတ်ကူးရင်တက်တက်ပုံစံဖြစ်မှာပေါ့နော်ဒါပေမဲ့ဟိုကြောက်ကအခွန်ထူပြီးတော့သူကကျွန်တော်အကာခံတာမျိုးပေါ့နော်ဒါကျွန်တော်မမြင်ရတဲ့အတွင်းထဲမှာအကာပြူတွေပါတယ်ခံတာမျိုးလို့နော်အဲ့လိုမျိုးအကာခံသွားရင်တော့ဒါကြောက်ကဒီအသက်ဆန်းအဆင့်ကြီးရောက်သွားမှာပေါ့ဘော်ဒီတွေပါတယ်ကလည်းမျောလင့်မနေဘူးဒီကြောက်မျိုးကတော့ဒါဖြစ်ဖို့သာ တော်တော်ခဲကြီးနေပေါ့နော်ဖြစ်သွားရင်တော့ဒါတားတားအလွန်လွန်ကန်ကောင်းလို့ဖြစ်တာပဲဖြစ်မှာပေါ့နော်ဟိုအဲ့ဒီတော့ကျွန်တော်ပြောချင်တာအကြောက်ကတော့သူကတော့အဖြစ်နဲ့အပြန်နှစ်ခုတော့ရှိတာပေါ့အဲ့ဒီတော့အဖြစ်ကတော့အဲ့ဒီပုံစံနဲ့ဖြစ်နိုင်တယ်ပြန်ရင်လည်းအဲ့ဒီပုံစံနဲ့ပြန်နိုင်တယ်